အမျိုးသမီးတယောက်ကအချစ်နဲ့ကင်းညင်ကင်းလို့ရမယ်ဓမ္မတာနဲ့တော့ကင်းလို့မရပါဘူးဒီနေ့မှာတော့ကျမတို့အမျိုးသမီးတွေဓမ္မတာမမှန်တာဘာကြောင့်လဲဆိုတာလေးကို ပြောပြပေးသွားပါမယ်ကျမကတော့မပွင့်ဖြူဝင်ပါဇေဝပညာရှင်ဖာမစစ်တဲ့ဦးဖြစ်ပါတယ်ရှင်အမျိုးသမီးတယောက်က အချစ်နဲ့กินရင်กินလို့ရမယ်ဓမ္မတာနဲ့တော့กินလို့မရပါဘူးနောက်ပြီးအချစ်နဲ့တော့စိတ်မညစ်ရပါဘူးဆိုတဲ့အမျိုးသမီးတွေလည်းဓမ္မတာမမှန်ရင်တော့စိတ်ညစ်ကြရပါတယ်ဒါကြောင့်အမျိုးသမီးတယောက်နှုတ်ပြောတယ်အသားရေလှတယ် ကျမ်းမာတယ်ဆိုတာကဓမ္မတာမှန်ခြင်းမမှန်ခြင်းပေါ်မှာမူတည်တယ်လို့အရက်ထဲမှာသတ်မှတ်ကြလိရှိပါတယ်။ကျမတို့အမျိုးသမီးတွေဓမ္မတာမမှန်ရခြင်းကအကြောင်းရင်းများစွာရှိပါတယ်။ဘာတွေလဲဆိုကြတော့ယောဂအခန်းကြောင့်တောက်ရတဲ့စီးစီးကြောင့်အစာတောက်ကြောင့်အလုတ်အယံပင်မနာတွေကြောင့်စိတ်ဖြစ်စီမှုကြောင့်ဒါဥအိမ်ရေအိတ်တဲတာကြောင့် ဟော်မုန်းအပြောင်းလဲကြောင်းမလို့ဒမတာမှမှန်တာတွေကဖြစ်တတ်ပါတယ် အဲ့ဒီတည်းမှာအများစုဖြစ်တာကတော့ဟော်မုန်းမညီမျှတာဟော်မုန်းအတက်ကျများပြီးတော့ဟော်မုန်းပြောင်းလဲတာတွေကြောင့်မလို့ ဖြစ်တတ်ပါ့ရဲ့ယာတိမလာခင်ဆိုလို့ရှိရင်အဲ့လိုဟော်မုန်းပြောင်းလဲမှုတွေကမိန်းကလေးတွေရဲ့ခန္ဓာကိုယ်မှာဖြစ်ပေါ်လိရှိပါတယ်ယာတိလာတယ်မှန်နေဆိုတဲ့သူတွေမှာဆိုလို့ရှိရင်လေဟော်မုန်းအတက်ကျကြောင့်မလို့ယာတိလာခံပြီးမှဗိုက်ရမ်းနာတာစိတ်တူတာ ဝင်းနေတာပြင်းမှန်းလွယ်တာဝှက်ချန်တွေထွက်တာစတာမျိုးတွေအနည်းနဲ့အများခံစားရလိရှိကြပါတယ်ကျမတို့အမျိုးသမီးတွေမှာဟော်မုန်းကို ပုံမှန်လေးထိမ့်ညိပေးနိုင်တယ်ဆိုလို့ရှိရင်ဓမ္မတာမှန်လာစေရုံမကဘူးဓမ္မတာလာခံဒီမှာခံစားရတဲ့ဝေဒနာတွေစိတ်ပြင်းမှန်းတာတွေကိုလည်းရှင်းချစေပါတယ်ဒါကြောင့်ဟော်မုန်းကိုပုံမှန်လေးဖြစ်အောင်ထိမ့်ပေးတဲ့ဟော်မုန်းစည်းတွေလိုမျိုးမဟုတ်ဘဲနဲ့ခန္ဓာကိုယ်အတွက် fatty acid ဖွဲ့စည်းမှုမှာလို့ အပ်တဲ့ gamma linoleic acid GLA ပါဝင်တဲ့ EPO လို့ခေါ်တဲ့ Ebony Primrose Wine တောက်ပေးတာမျိုးကလည်းအမျိုးသမီးတွေအတွက်ဟော်မုန်းညီမျှဖို့ရအထောက်ပံ့ဖြစ်စေပါတယ်။ကနေဒါနိုင်ငံကထုတ်ထားတဲ့ Viva EPO မှာဆိုလို့ရှိရင် EPO လို့ခေါ်တဲ့ Evening Primrose Wine က1000 mg နဲ့ Natural Vitamin E က30 IU ပါဝင်နဲ့အဲ့ပါဝင်တဲ့တဘာဝဗိုက်တာမင် E တွေကတခွဲခန်းမှာဖန်တီးထားတဲ့ဗိုက်တာမင် E တွေထက်အာနိသင်ပိုကောင်းပြီးတော့ခန္ဓာကိုယ်ကစုပ်ယူနိုင်မှုကိုလည်းပိုပြီးတော့များစေပါတယ်။ဒီ Viva EPO မှာပါဝင်တဲ့ GLA လေးဆိုတာကမူမခပင်လို့ခေါ်တဲ့အဝါရောင်ပန်းပွင့်အပင်လေးတွေရဲ့အဆီကနေပြီးတော့ရယူထားတဲ့ အဲ့ထဲမှာပါတဲ့ GLE ဓာတ်ကို EPO ကနေအများဆုံးရရှိနိုင်တာကိုတွေ့ရှိရတယ်ဒီ BPA EPO မှာဆိုလို့ရှိရင် GLE က100 mg ပါဝင်တယ်တချို့ EPO ကိုဟော်မုန်းဆေးလို့ထင်ထက်ကြတယ်တကယ်တော့သူက prostaglandin E1 လို့ခေါ်တဲ့ဒီခန္ဓာကိုယ်ရောင်ရမ်းမှုကိုရောကြစေတဲ့ ဓာတ်တစ်မျိုးကိုထွက်စေရပဲဖြစ်ပါတယ်။အဲ့ဒီနည်းနဲ့ဓမ္မတာမလာခင်မှာခံစားရတဲ့ဝေဒနာတွေကို ဖြစ်ပေါ်စေတဲ့ဟော်မုန်းတွေကိုကျော့ကျသွားစေတာပဲဖြစ်ပါတယ်။ဒါကြောင့်ကျမတို့အမျိုးသမီးတွေဒီ BPA EPO လို့ supplement ကိုတောက်ပေးရဆိုလို့ရှိရင်စိတ်အတက်ကျဖြစ်တာ ပြင်းမှန်းလွှဲတာခါနဲ့ဝင်းပိုက်အောက်ပိုင်းနာတာတွေကိုတတ်တာစေပါတယ်။နေ့စဉ်နေ့တိုင်းတရက်တစ်လုံးကို မနေ့ပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်အစာလေး စားပြီးတော့တောက်ပြီးလို့ရပါတယ်။ EPO ကိုဓမ္မတာစလာတဲ့အပြူပေါ်ဝင်ခြင်းကနေစပြီးတော့လည်းတောက်လို့ရပါတယ်။နောက်ပြီး PCOS လို့ခေါ်တဲ့တာဥအိမ်ရေအိတ်တဲတဲ့ယောဂါ အပြူပုံဝင်ကစားကနေပြီးတော့အသက်35နှစ်လောက်ဝင်းကျင်အမျိုးသမီးတွေမှာအဖြစ်များတဲ့ကင်ဆာမဟုတ်တဲ့ရင်သားအကျိတ်ဖြစ်နိုင်ခြေကိုလည်းဘီပါ EPO ကကြောကြစေပါတယ်။ဟော်မုန်းမညီမျှမှုတွေကိုတက်တာစေဖို့ရအတွက်ဘီပါ EPO ကိုတောက်ပြီးလို့ရတယ်လို့ အမျိုးသမီးတွေမိရက်သွေးဆုံးကင်မပြည့်ခင်ကာလတွေနဲ့ဒီမိရက်သွေးဆုံးချိန်ကာလတွေမှာဆိုလို့ရှိရင်လေဘီပါ EPO ကို ပုံမှန်လေးတောက်ပေးမယ်ဆိုလို့ရှိရင်ဟော်မုန်းမညီများလို့ဖြစ်တယ်ပေါ့နော် စားမဝင်အိမ်မပျော်ဖြစ်တာတွေခန္ဓာကိုယ်ပူလိုက်အေးလိုက် ဖြစ်တာတွေကိုသက်သာစေပါတယ် EPO ကအသားရေချောမွေ့ပြီးတော့အဆိုတက်ထိမ့်ပေးရုံမကဘူးဝက်ချံထွက်နှုံးကိုလည်းရောကြစေပါတယ်ဘီပါ EPO မှာပါတဲ့ ယ်လေးကဒီတအိမ်အကြည့်ချွဲကိုသူကအားကောင်းစေပြီးတော့တားဥလေးရဲ့အရင်တွဲကိုပို့ပြီးတော့ကောင်းစေတဲ့အတွက်ကလေးယူနေတဲ့အမျိုးသမီးတွေလည်းတောက်ဖို့ရတင်တော်ပါတယ်။မိတွေ့ဆိုးချူနေပြီးတော့အမျိုးသမီးအများစုနဲ့တင်တော်တဲ့ တဲ့တဲ့ဖြစ်ဆက်စာဖြစ်တဲ့အတွဲကြောင့်မလို့နေ့စဉ်ပုံမှန်တောက်လို့ရတဲ့အားစေးတစ်မျိုးဖြစ်ပါတယ်။ကိုဝင်ဆောင်နဲ့노တိုက်မိခင်တွေကတော့မတောက်ခင်မှာဆေးရောင်ဝင်နဲ့အရင်တိုင်ပင်ဖို့ရလိုအပ်ပါတယ်။ကဲဒီလောက်ဆိုလို့ရှိရင်တော့ကျမတို့အမျိုးသမီးတွေဓမ္မတာမှမှန်တာဘာကြောင့်လဲဆိုတာကိုသိသွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုပန်ဝင်းညင်ကသူတွေကိုလည်းပြန်လည်ဝင်မြဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်။အားလုံးပဲကျမ်းမာရှင်လန်းတဲ့နေ့ရက်လေး ေးတွေပိုင်ဆိုင်နေကြပါစေရှင်